ဖီအားတွေကင်းလွခင်းရခဲ့တဲ့ဤဆက်ရက်ကိုလန်ဒန်အိုလံပစ်ကွင်းထဲမှာလူပေါင်း6200ကျော်လောက်ရှိနေပေမဲ့ပထမပိုင်းတစ်ပိုင်းတော့တခါတလေအဝေးကလေရင်ပြန်တမ်းပဲကြားရတယ်ဆိုတဲ့အထိတိတ်ဆိတ်နေခဲ့ပါတယ်။ပရီးမီးယားလိဘောလုံးပွဲတွေထဲမှာဒီလောက်ငြိမ်သက်တဲ့ပွဲဆိုတာရှားပါတယ်။ဒါပေမဲ့လီဗာပူးပရိသတ်တွေကဒီလိုငြိမ်သက်မှုကိုလိုချင်နေတာမဟုတ်ပါဘူး။သူတို့လိုချင်တာကအနိုင်တပွဲပဲ။ဘလို့အနိုင်မဲဖြစ်ဖြစ်ဘလို့ကစားပုံမဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့နောက်ဆုံးလိ9ပွဲမှာ6ပွဲရှုံးထားတဲ့အသင်းတစ်သင်းအတွက် အနိုင်ဆိုတာအသက်ရှူတန်ဖြစ်နေပါပြီဒီပွဲရဲ့အဓိကဇက်ဆောင်ကအလက်ဇန္ဒားအီဆက်ပဲပေါင်135တန်းပေးပြီးဒီချိန်မှာဈေးကြီးဆုံးကစားသမားအဖြစ်ရောက်လာခဲ့တဲ့သူယူကဆယ်နဲ့ရန်ဖြစ်ပြီးတော့တောင်ရောက်လာခဲ့တဲ့သူလိဂ်မှာပထမဆုံးဂိုးသွင်းဖို့အတော်လေးစောင့်ခဲ့ရတယ်မနေ့ညကပွဲစဉ်60မိနစ်အရောက်မှာတော့အဲ့ဒီ PR တွေအကုန်လုံးလွတ်ကင်းသွားခဲ့ရတယ်ကော်နာတစ်ခုရတယ်ဝက်ဆန်ခန့်စစ်ကကောင်းကောင်းမရှင်းနိုင်ခဲ့တဲ့အပြင်ဒီဆက်အကွက်မြင်မြင်ပေးဖို့မှုဂက်ပိုရဲ့ တာလာပပကတ်အင်ဆိုင်တစ်ခုကြောင့်ဤဆက်ဂိုးသွင်းနိုင်ခဲ့တယ်။အဲ့ဒီတစ်ချက်ထိဂိုးသွင်းယူပုံကတကယ်ကိုအစ်င့်မြင့်နေခန္ဓာကိုယ်ဟန်ချက်ညီညီနဲ့ဉာဏ်လုံးကဂိုးတောင်းကို တိတိကျကျစကန်ဖတ်ထားပြီးတစ်ချက်ပဲအထိကန်သွင်းသွားခဲ့တာပါ။ဒါကပေါင်135ဒန်းတန်တဲ့ကစားသမားရဲ့အရေးအသွေးပဲလူတိုင်းလက်ခုပ်တီးကျင်စရာဖြစ်သွားတယ်။အဲ့ဒီဂိုးကြောင့်ကွင်းထဲကလေကျူးကရုတ်တရက်ပြောင်းလဲသွားတယ်။ဒါပေမဲ့ရိုးရိုးသားသားပြောရရင်ဤဆက်ဟာအချိန်အနည်းငယ်ပဲတောက်ပနိုင်နေတယ်။ ပထမပိုင်းတစ်ပိုင်းတော့ဘောလုံးထိကျအတော်နေခဲ့ပြီးလုံးပြခွင့်တိတ်မရခဲ့ပါဘူး။ဒီပါဘူးရဲ့ကစားပုံကဤဆက်ကိုအလုံးအရင်းနဲ့ရုပ်လုံးပေါ်အောင်မတီးဆောက်ပေးနိုင်သေးပါဘူး။ဒါကဒီပါဘူးရဲ့လက်ရှိပုံစံနဲ့လည်းစိုင်နေ။အာနစ်လော့က4231ပြန်တုံးလိုက်ပေမဲ့အတင်းကအရင်433ကနေလုံးဝမလွတ်မြောက်သေးဘူး။ဤဆက်ကိုဘယ်ဘက်မှချိတ်ဆက်ပေးနေတဲ့ဂတ်ပုံနဲ့အလဲကဝစ်တိုကအခုထိကူညီတဲ့ wave line မှာမရှိသေးဘူး။ဒါက slow ပြုတ်ပြင်ပေးရမယ်နီးစနစ်ပိုင်းမယ်။ဘာပဲဖြစ်ဖြစ်ဒီကိုက လူတယောက်ရဲ့ဖိအားတွေအကုန်လုံးလွတ်ထွက်သွားတဲ့ကိုအဲ့ဒီကိုကြောင့်ကစားသမားတယောက်ပြန်လဲရှင်သန်လာမယ်လို့ယုံကြည်တယ်။အာနီစလော့ကတော့ပွဲပြီးတော့ပြုံးယုံပဲပြုံးနေဘာမှမပြောဘူးပြောစရာမလိုတော့ဘူး။အီဆက်ကသူ့ဘာသူအပြေပေးသွားပြီ။လီးခုနှစ်ပွဲအတွင်း6ပွဲရှုံးရတဲ့အတင်းကြီးကပြန်လဲနှိုးထားဖို့စတင်ခဲ့ပြီ။အန်ယူရောမှလူကျော်ဖြစ်ခဲ့တဲ့အီဆက်ဒီပွဲကစပြီးသူ့ရဲ့လီဗာပူးခရီးစဉ်ဟာတကယ်စတင်မှာတော့မယ်။